ဆိုတော့ကျွန်တော်နောက်ချွင်ကျော်ဆရာမင်းကျော်တင်းပြောဆုံးတော့တဲ့ဖုန်းထစ်မှာစီမက်လုံနေတဲ့ဗီဒီယိုတွေပါရှိတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီပျောက်သွားတဲ့ဖုန်းကိုတော့မလိုက်ရှာနေပါတယ်လဲနောက်ချွင်ဆရာကျွန်တော်တင်းမိသားစုဖုန်းပျောက်ကြည့်နော်ချွင်ကျော်ဆရာမင်းကျော်တင်းတို့မိသားစုဖုန်းပျောက်ပြီးတော့ရှာဖွေနေပါတယ်ပေါ့နော်အဲ့ဖုန်းကိုရှာလို့ရမယ်ဆိုရင်ပိတ်ဆိုင်ပေးမှာပေါ့နော်ကဲဆိုတော့ကျွန်တော်နေဝင်ကြီးနှောက်ထောင်ကြီးမှာဖြစ်ပါ အရေးကြီးလို့ပါ iPhone ထဲမှာအရေးကြီးတဲ့ data အချက်လက်တွေပါလို့ပါအဲ့ဒါကိုကောက်ရထားတာပဲဖြစ်ဖြစ်သိမ်းပေးထားတာပဲဖြစ်ဖြစ်ပေါ့နော်တကယ်လို့တွေ့ရှိခဲ့လို့ရှင်10သိန်း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 မြန်မာဒီဖုန်းမှာကျွန်တော်အဖေရဲ့အရေးကြီးတဲ့ data တွေတော်တော်များများပါပါတယ်ကျေးဇူးဆရာအနေနဲ့10သိန်းတီတူပေးပါပါကျွန်တော်အဖေဆရာဦးမင်းကျော်တင်ကဘာလို့ဆိုတော့တားကိုအရေးကြီးတဲ့ data တွေပါနေလို့ပါကျွန်တော်အဖေဆရာဦးမင်းကျော်တင်ရဲ့ဖုန်းနံပါတ်ခုံခုံတုံးချောက်တဲ့ကိုကိုရှေ့ချောက်ကိုတစ်ချက်ဆက်သွယ်ပြီးတော့အားလုံးပဲမင်္ဂလာပါနော်ပြောစရာလေးတစ်ခုရှိလို့ပါဒီမအမျိုးသားအပြင်သွားရင်ねဖုံးတလုံး ျောက်ကြံခဲ့တယ်ပေါ့နော်ကျောက်ကြံခဲ့တယ်အဲ့ဒါလေးကိုလာပြီးတော့အကြောင်းကြားပေးတာပါဖုန်းကဓမီနှုတ်တတိပရိုအမဲဖုန်းနံပါတ်က663 663 661နော်အဲ့ဒါလေးကိုဟိုတိန်းထားတာပဲဖြစ်ဖြစ်ကောက်ရထားတာပဲဖြစ်ဖြစ်ပေါ့နော်အကြောင်းကြားပေးပါလို့တကယ်လို့အဲ့လိုမျိုးအကြောင်းကြားပေးတဲ့လူကိုညီမတို့ဘက်ကမေတ္တာတုတ်ပြန်တဲ့အနေနဲ့10သိန်း ပေးပါမယ်နော်အဲ့ဒါလေးကအရေးကြီးလို့ပါ iPhone နဲ့မှာအရေးကြီးတဲ့ data အချက်လက်တွေပါလို့ပါအဲ့ဒါလေးကိုဟိုကောက်ရထားတာပဲဖြစ်ဖြစ်တင်ပေးထားတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးကိုဟိုတကယ်လို့တွေ့ရှိခဲ့လို့ရှင်ဆက်သွယ်ပေးပါလို့ပြန်ပြန်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က0036169986ပါနော်ညီမဖုန်းနံပါတ်ကိုလည်းဆက်လို့ရပါတယ်0983959996လို့လည်းဆက်လို့ရပါတယ် เนาะไอ้แท้มาอะเยจี้เยอัจฉะละกะเลดิปาลุบาตุ้ยตุ้ยแก่ดิสิดอบ่เนาะตุ้ยแก่ดิสิดอส่งซ้ําไปบาဆက်တယ်ပြီးပါလို့เนาะမေတ္တာရခံပါတယ်เนาะအဲ့ဒါလေးလာပြောပြရပါအားလုံးပဲမင်္ဂလာပါအဲကျွန်တော်ကျွန်တော်ဖေးဆောင်မြန်နေပတ်သက်ပြီးတော့အရေးကြီးတာတစ်ခုလေးကျွန်တော်လာပြောတာပါအဲကျွန်တော်တို့ဒီနေ့ဆရာတပည့်တွေကျွန်တော်တို့အပြင်သွားကြတယ်ပေါ့เนาะအပြင်သွားကြတဲ့ခါကျကျွန်တော်တို့အဲဂျားထဲမှာဝင်လာတော့လက်ဖေးဆိုင်ဝင်တယ်ဗျာ အဲလပိတံဝင်တဲ့ခါကျတော့လပိတံဝင်ကျော်ပြန်လာတော့ဒီတိုင်းပုံမှန်တိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီတိုင်းပြန်လာလိုက်တယ်အင်းလင်းရောက်တော့ကျွန်တော်ဆရာရဲ့ဖုန်းတစ်လုံးအဲကြောက်ပြောက်ခဲ့တာလားကြံခဲ့တာလားမတီးဘူးပေါ့နော်တို့တီချာတော့မတီးဘူးအဲကျွန်တော်အဲ့လေးဖေးဆောင်တစ်ခေါက်ပြန်သွားတယ်ပြန်သွားပြီးတော့ပြန်မေးကြည့်တယ်မေးကြည့်တဲ့ခါကျတော့တို့ကလည်းအဲဟိုဖုန်းလာထိုင်တာလည်းတီးတယ်ဖုန်းတွေပါလာတာလည်းတီးတယ်ဒါပေမဲ့ဟိုဘယ်ဖုန်းပျောက်သွားတယ်ဘာလဲတို့လည်းမတီးဘူးပေါ့နော်အဲတို့လည်းဒီမှာတော့မကြံခဲ့ဘူးတီချာတယ်ပေါ့နော်အားနဲ့ကျွန်တော်တို့ကဲဘယ်လိုပဲဖြစ်ပါစေကျွန်တော်အဓိကပြောချင်တာကတော့အဲပျောက်သွားတဲ့ဖုန်းနံပါတ်က663 669 667ပါ အဲအဲ့ဒီဖုန်းစင်ကတ်နဲ့ဖုန်းမျိုးစားက Redmi Note 30 Pro ပါအမဲအောင်လေးပါအဲတကယ်လို့အဲဒီဖုန်းမှာကျွန်တော်အဖေရဲ့အရေးကြီးတဲ့ data တွေတော်တော်များများပါပါတယ်အဲပါတဲ့ခါကျတော့ကျွန်တော်တို့ကဒီဖုန်းကိုကောက်ရထားတာဖြစ်ဖြစ်ကျွန်တော်တို့တကယ်လို့ဟိုလိုပြောင်တိမ်းမိထားတာဖြစ်ဖြစ်ပေါ့နော်အဲအဲ့လိုတကယ်ရှင်မှာရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်အဖေဆရာဦးမင်းကျော်တင်ရဲ့ဖုန်းနံပါတ်ခုံခုံ3ယောက်တဲ့996ကိုတစ်ချက်ဆက်သွယ်ပြီးတော့ပြောပြပါအဲကျွန်တော်တို့ဖုန်းတွေတော့ကြောက် အဲအကောင့်တွေပါကြတော့ကျွန်တော်ပြန်ဝင်ကြည့်ဖို့လုပ်နေဒီဘက်မှာပြန်နော်ပြန်ဝင်ကြည့်ဖို့ကျွန်တော်ဖုန်းထုတ်နဲ့ပြန်လုံဝင်ကြည့်ဖို့လုပ်နေဒါပေမဲ့အရင်အရေးကြီးတဲ့ဒေတာတွေကိုပါလင်းလို့မှာကျွန်တော်ဒါတွေတစ်ချက်တက်ပြောပြပါအဲ့တော့ကျွန်တော်ပြန်လဲဆက်သွယ်ပေးရမယ့်ဖုန်းနံပါတ်က0336669986ကိုတစ်ချက်ပြန်လဲဆက်သွယ်ပြပါဒါမှမဟုတ်ကျွန်တော်ဖုန်းကိုဆက်ပြီးတော့ဆက်သွယ်ပြီးတော့ကောက်ရတာရှိလို့ရှိရင်လည်းကျွန်တော်တို့တစ်ချက်ပြောပြလို့ရပါတယ်ကျွန်တော်တို့တကယ်ကိုအရင်ကြီးတဲ့ဒေတာတွေပါလင်းလို့ပါအဲကျွန်တော်တို့တစ်ချက်တော့ဆက်သွယ်ပြပါကျွန်တော်တို့30သိန်းတိတိကျွန်တော်တို့ပြန်လဲပြီးကျေးဇူးဆက်ပါမယ်အဲအဲ့ဒါလေးလာပြောချင်တာပါโอเคကျေးဇူးတင်ပါတယ်အရင်အရေးကြီးလို့ပါတစ်ချက်တော့ပြန်လဲပြီးကျေးဇူးဆက်ပါမယ်အဲအဲ့ဒါလေးလာပြောချင်တာပါโอเคကျေးဇူးတင်ပါတယ်အရင်အရေးကြီးလို့ပါတစ်ချက်တော့ဟို ပြန်ဆက်သွယ်ပြီးဘာလို့ရထားလဲလို့เนาะတခြားတော့ကျွန်တော်မြစ်တိုင်ရခံပါတယ်เนาะကျွန်တော်တို့လည်းဟိုဘလိုပဲဖြစ်ဖြစ်ကျွန်တော်တိတ်နာတယ်လို့ပဲကျွန်တော်တို့ကတီးထားတာဘာဘာလို့ဆိုတော့ဒီယူထားလူဆိုတာကချက်ချင်းတွေဖုံးဆက်ပေးလိုက်မယ်ဗျာဆက်သွယ်လို့မရတော့ဘူးဟုတ်ပါ့မယ်အားလေးလာပြောပြတာပါအဲအားလုံးကျေးဇူးတင်ပါတယ်ဗျာကဲဆိုတော့နောက်တစ်ပတ်ကိုကျွန်တော်เนาะဒီပေမှာမိမာရေဖောက်ပြန်ဖူးရီလို့เนาะရုပ်တန်ဖိုင်ပေါ်လာတဲ့ဆိုပြီးတော့เนาะစီလူဘုကိစ္စကိုနည်းနည်းညီမလေးကြောက်ရှင်းပြလာတာပါကျွန်တော်နည်းနှောက်ထောင်ကြည့် ဲ့သူ့ရဲ့တပည့်မိန်းမနဲ့လည်းဖောက်ပြန်တယ်အဲ့သူ့ရဲ့တပည့်ကဒီအိဆာသာရာဂိုင်းကိုအိဆာသာရာဂိုင်းကိုကူးသွားတယ်ချွေညော်ဆိုပေမဲ့လည်းသူကချွေညော်နဲ့မဆိုင်တဲ့ဟာတွေလည်းလောက်တာတာတွေ့ရပေါ့နော်ဟိုတယ်မှာချိန်ပြီးတော့လော်ကိုတဲ့ကိစ္စကျမကိုပွဲတိုင်းကျော်ဆိုတော့ကျမကိုနော်လာမိကြတယ် စီလူမှုကိစ္စပါလေတဲ့စီလူမှုကိစ္စဆိုတာဒါလောက်တင်းတော့တခွင်ပြည့်ပြည့်စင်တာရှင်တော့မသိကြသေးပါကျမအခုကျမတို့ဒီမြန်မာနိုင်ငံမှာခေစားနေသူတွေ request ပဲကျမလုပ်ပေးပါ request 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 ကျမလုပ်ပြမယ်ပေါ့နော်ဒီလိုပေါ့နော်အဲရွှင်ကျော်ဆရာတယောက်နဲ့အဲ့ဒီပေါ့ Korean ကိုကြယ်တဲ့အမတယောက်နဲ့ပေါ့ကွယ်အဲ့ Korean ကိုကြယ်တဲ့အမတယောက်ကဒီလိုမျိုးပြောမယ်ဆိုရင်တော့ပြူစားခံရတာပေါ့ လူလူသားခံရတာလားပေယောဂဖြစ်တာလားဘာလားမသိဘူးမဲ့အဲ့ဒီရွှင်ကျော်ဆရာကဘောနော်ဒါပေမဲ့ရွှင်ကျော်ဆရာလို့ပဲပြောရင် तू ကဘာဆရာညာဆရာ तू ကသူ့ဟာသူဘာကိုင်းနေတယ်ဒါပေမဲ့အခု Holy Lizzy ကျော်ဖြစ်နေတာကြတော့ရွှေရင်ကျော်ပေါ့နော်ရွှေရင်ကျော်ဆိုပြီးတော့နာမည်တက်လို့ခုရွှေရင်ကျော်နဲ့ပတ်သက်တဲ့အိုင်းဆရာတွေအကုန်လုံးကလည်းဒီကိစ္စကိုအကုန်လုံးစောင့်ကြည့်ပြီးတော့အကုန်လုံးဖြေရှင်းတော့မဲ့တိုင်းတာမှရှိရတကယ်အကြီးမားဆုံးပြဿနာဖြစ်သွားတာ တကယ်ကြီးမားတဲ့ပြဿနာဖြစ်တာဘာလို့ဆိုတော့အဲ့ဒီဆရာကလည်းသူ့ရဲ့တပည့်ပေါ့နော်အဲ့သူ့ရဲ့တပည့်မိန်းမနဲ့လည်းဖောက်ပြန်လို့အဲ့သူ့ရဲ့တပည့်ကဒီအိဆာသာရာဂိုင်းကိုအိဆာသာရာဂိုင်းကိုကူးသွားတယ်ရွှေရင်ကျော်နေမှာအိဆာသာရာဂိုင်းကိုကူးသွားတယ်ပေါ့နော်အဲထားမှာတော့အဲ့ဒါသူတို့ဆရာတပည့်ပြဿနာရဲ့အဲ့မှာလေဆရာအဲ့ဆရာမိမကိစ္စရှိခဲ့ရပေါ့နော်ဒါပေမဲ့အဲ့အခုဖြစ်နေတာကြတော့အဲ့အမကကြတော့သူက စင်ပြေသွားရင် तू อ่ะဗုဒ္ဓဘာသာကို तू อ่ะကူးကိုကူးလာမှာခရိယန်ကနေဗုဒ္ဓဘာသာကို तू อ่ะကူးလာမှာကွယ်ဒါပေမဲ့အဲ့ဒီဆရာကတမျောဆရာကြီးနော်နည်းပေါ့နော်ဘယ်လိုပြောရမလဲလူမွေးတိုင်းတာဖောက်ပြန်တာလားဘာလားမသိဘူးရှင်းရှင်းပြောမယ်ဆိုရင်တော့ငါကတော့ပွဲကြည့်နေနေစိတ်ကမရှိတော့အဲ့ဒီရဲ့ချက်စလစ်တွေနဲ့သူတို့ပြောထားတဲ့ဟာတွေအကုန်လုံးอ่ะကွယ်တနိုင်ငံလုံးက တို့ဟိုဟိုတယ်ကနေမှာ logo နေတဲ့အကြောင်းတနိုင်ငံလုံးကိုသိအောင်ဖွင့်ပြလိုက်တဲ့အတိုင်းပဲဒါပေမဲ့တနိုင်ငံလုံးကတို့ logo နေတဲ့အကြောင်းကိုသိတယ်ဒါပေမဲ့မသိတာတို့နှစ်ယောက်နော်မသိတာတို့နှစ်ယောက်ဆိုရင်တစ်ဖက်မင်းကလေးကိုကိုချင်းမဆန်တော့ဒီပွဲမှာကျမကတော့မင်းကလေးပဲကပဲဘာလို့ဆိုတော့ဒီမင်းကလေးသည် checklist အတိုင်းတိုင်ရဆိုလို့ရလေရင်မြတ်ထုတ်ခံရတယ်နော်ဒါကတော့မင်းကလေးချင်းရှင်ညော်မှာတချို့လာမိကြတယ်အရင်တော့ရှင်ညော်ဝင်ထားတယ်ဆိုတော့သိရကြတော့အဲ ကွန်တရွက်ရေတခွက်နဲ့ရွှေရင်ကျော်ကုလို့ရတယ်ဘယ်နဲ့လို့စီလူးပြီးတော့ကုတဲ့ဟာဘယ်ဘယ်ကနေဖြည့်ရပေါ်လာပါလားပညာတွေပြတ်လာပြီနော်ဒီပညာရဲ့အဖြေတွေဒီလိုမျိုးတွေရှိကြတာလူတွေအမြင်တွေပေါ့နော်တစ်ခါတည်းကျွန်တော်တို့အဲကိုလှုပ်တဲ့ဥစားကိုမှန်တယ်လို့ထင်တာအပြင်ကလူတွေရေသုံးသက်ချက်လေးတွေအမြင်လေးတွေအဲ့လိုပေါ့တွေးခေါ်လေးတွေအရမ်းမှန်တာရှိပါတယ် ဘလို့ပါလာစဉ်းစားလို့တောင်မရအကြေရတော်တော်ကိုလွှဲမှာထားပါတော့ तू ကတော့မဲတော်ဂိုင်းနေပါရညာတွေပြောနေတော့ကြတော့ချွေညော်ဆိုပေမဲ့လည်း तू ကချွေညော်နဲ့မဆိုင်တဲ့ဟာတွေလည်းလောက်တာတာတွေ့ရပေါ့နော်อืมတကယ်ချွေညော်ဆရာတွေဆိုတာကအဆောင်မလို့ရရမလို့ဒါချွေညော်အစ်စ် ဒါကတော့ तू ကတော့စစ်လားမစစ်လားတော့မသိဘူးဒါပေမဲ့ तू နဲ့ပတ်သက်ပြီးမိမကိစ္စတွေအများကြီးပဲပေါ့နော်တရင်တွေထွက်လာတယ်ပေါ့နော်ရွှေကြော်မလေးအစမ်းတက်တယ်ရှေ့အစမ်းတက်ရှိတာဆိုတာထက်ကကွယ်မိမကိစ္စကကြတော့ဓာကြီးကလုံးလုံးအားကြည့်တယ်ကျမကတော့ chest slit တွေအကုန်လုံးကြည့်ထားတယ် WeChat ဆိုတဲ့သဘောတရားကလေ chest slit အတူလုံးလို့မရအောင်နော် WeChat မှာကြတော့အတန်ဖိုင် နေရောအကုန်လုံးကို तू ကချပြထားတဲ့ဟာအဲကြောင့်မို့ပွဲကြိုက်ခင်တော့က ီလူးဘူးကိစ္စမသိသေးဘူးဆိုတော့ပျောကကုတာပေါ့ကွယ်စီလူးပြီးရသူ့ရဲ့လောဟိုထဲကိုထည့်ပြီးတော့မှကုတယ်ဆိုပြီးတော့လောက်တာပေါ့တည်ရမလားအဲ့ဒါစီလူးဘူးကိစ္စလို့ခေါ်တယ်အဲ့ကိစ္စကုရှုပ်ဒီကုတဲ့ရဘူးရှင်းနေကြဘာလို့ဆိုတော့အခု main ကလေးဘက်ကတက်တက်ကိုလိန်ညက်ထုတ်ခံလိုက်ရတာလုံးဝတေချာသွားပြီဘာလို့ဆိုတော့ ဝီချက်ဆိုတဲ့သဘောတရားကသူတို့ကပြောတာစ AI နဲ့လုပ်ထားတယ်ဆိုပြီးအခုကျ comment တွေပိတ်သွား comment ပိတ်ပိတ်ပြီးတော့300ပဲစောင့်ကြည့်နေပါတော့ဘလို့ကလင်တီကလင်ငင်နဲ့လုံးမလဲတော့မသိဘူးเนาะဒါပေမဲ့တစ်ဖက်မင်းကလေးကတော့ကိုယ်စောက်ခွက်ကြီးနဲ့ကိုကိုရက်တိရွာတိစောက်ရှက်ကိုခွဲခံပြီးတော့သူ့လိုမျိုးတခြားမင်းကလေးအမျိုးသမီးတွေလည်းပျော့ကကုတယ်ဆိုပြီးတော့လိန်မြတ်ထောက်ခံမှာဆိုလို့သူက တင်လိုက်တာပေါ့နော်ဒါပေမဲ့ဈာမှာတော့သူတို့ဈာထဲမှာဖြစ်တဲ့ပြဿနာဘာညာတာကနေကြကွာဆီကတော့ကိုယ်နဲ့တော့မဆိုင်ဒါပေမဲ့ကိစ္စရဲ့ကြီးကတော့ရှင်းလင်းတာသူတို့နေဟိုတယ်မှာချိန်ပြီးတော့လောကိုးတဲ့ကိစ္စတနိုင်ညာလုံးတရွာလုံးတပြီလုံးကလူတွေအကုန်လုံးကအေးတက်ခံပြီးတော့စောင့်ကြည့်နေတာဘာလို့ဆိုတော့ဒါကြီးကကြတော့ရွှေရင်ကျော်ဂိုင်းဆိုတဲ့ဟာကြီးပါလာတော့ကြတော့ပိုးပွဲစုရယ်ကွာဒါဗုဒ္ဓဘာသာဝင်နေအနေနဲ့ဆိုရင် ကိုယ့်ရဲ့ ဒီပေါ့နော်ပြောရမယ်ဆိုဒါဆိုဖျားကိုင်းဆိုတာတချို့သိကြရယ်ပေါ့နော်ကျမကိုတိုင်လည်းကိုတိုင်အရင်တုန်းကရွှေရော်ကိုင်းဝင်ပြီးရလို့ဆိုတာသိရယ်။ဟောဆိုအခုဟိုရှင်းရှင်းပြောရမယ်ဆိုရင်ကိုစီးပွားရေးမှာလုံနေရတာလေးပြုနေရတာလေးဆိုတော့ဟိုဂိုင်းနဲ့မမီလို့ဆိုပြီးတော့ဂိုင်းပြင်တာခဏအပ်ထားလိုက်တာ။နောက်ကိုအစင်းသင်းပြင်တော့ပြန်ယူမှာဒါပေမဲ့ तू လုံနေရရွှေရော်ဆိုတာကြီးကကျမတို့ဟိုသိတဲ့ရွှေရော်ကြီးနဲ့ဆန်တခြားစီဖြစ်နေရ။အဲ့လိုမျိုးပေါ့ထားပါတော့ သူတို့ကိစ္စရက်ကဒီဘယ်လိုပြောမလဲဆိုတော့ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာကွာဖျားကိုင်းကဒီလိုမိမကိစ္စတွေဒီလိုမျိုးတွေဖြစ်ပါလားဆိုပြီးတော့ဒီတကယ်လို့ဟိုဘက်ကလူရောဒီဘက်ကလူရောသူတို့ကအဲဒီမြန်မာပြည်မှာချိတ်ဆက်ပေးရဆရာတယောက်ရှိအဲ့ဆရာကတော့ဒီရွှေရင်ကျော်ဂိုင်းဆရာကြီးတွေပေါ့နော်ဂိုင်းချုပ်တယောက်ဆိုတာမရှိဘူးဒီလားရွှေရင်ကျော်မှာဆရာဆရာတွေသူ့အနွယ်ဝင်နွယ်ဝင်တွေရဲ့ ဟိုအဖေဆရာတွေတို့အဖိုးဆရာတွေတို့အဲ့လိုမျိုးဘေးဆရာတွေတို့အများကြီးရှိရောကွာအဲ့ဒီဆရာရင်းနဲ့တွေ့ပြီးတော့သူကအစည်းအဝေးလုပ်ပြီးပါပြီကဲလို့ဒီကောင်မလေးဒီဒီလိုမျိုးလိမ်မြထောက်ခံရတယ်ခိုင်းပညာကိုသုံးချပြီးလိမ်မြထောက်ခံရတယ်ဆိုလို့ရှင်อืมသူတို့ဘက်ကထောင်ချတာမျိုးတို့ခိုင်းနဲ့ပတ်သက်ပြီးတော့ပြူတဲ့ဟာမျိုးလုပ်မှာဒါပေမဲ့တစ်ဖက်ကလည်းကောင်မလေးကိုတရားဆွဲထားတယ်ကောင်မလေးကလည်းတစ်ဖက်ကိုတရားဆွဲမယ်ဆိုပြီးတော့သူတို့နှစ်ယောက်က ဟိုဆွဲမှလားသူဆွဲမှလားမသိဘဲနဲ့ဂျားတွေကပွဲကြီးတဲ့လူတွေကညဆိုအေးပြတ်တယ်ညသူတို့ကထတင်လိုက်တနားကြီးနှစ်နာရီထတင်လိုက်တယ်သိရမလားအဲ့လိုမျိုးဆိုတော့ဒါပေမဲ့လို့ပွဲချင်းတော့ကဘာလဲဆိုသူတို့နှစ်ယောက်လုံးဟိုတယ်မှာချိန်ပြီးတော့တော့ကိုတဲ့ကိစ္စအခုတရွာတရွာလုံးတပြီလုံးတည်သွားပြီဘာလို့ဆိုတော့ချက်စလစ်တွေပေါက်ကြားသွားပြီချက်စလစ်တွေကောင်းမလေးကိုယ်တိုင်တင်လိုက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့ ိုဘက်ကလုံးဝညင်းလို့မရတဲ့အချိန်တွေမှာကွန်မန်းပိတ်သွားတယ်။အခုဘာဆက်ဖြစ်မလဲဆိုတော့သူ့ဘက်ကတုံးရဆောင်ကြည့်ပါမယ်ဆိုပြီးရှိုးရင်ကျော်ဆရာဘက်ကပြောထားရယ်ပေါ့နော်။ဟွန်းဒါပဲနော်ကျွန်မလည်းခုချိန်စောင့်ကြည့်နေအောင်မဒါပဲဒါကျွန်မကဲဒါရနော်စီလူတဲ့ဘူးကိစ္စဆိုပြီးတော့မျှော်လာတယ်ညီမလေးတယောက်ပါသူတပည့်တွေကလည်းအရင်ကဒီကိစ္စတွေဖြစ်ဖို့တွေပေါ့နော်ဒီညီမလေးကလည်းရှင်ရှင်တော့နော်ဂိုင်းဝင်ဆိုပြီးတော့လေးပဲနော်သူကအကျိုးအကြောင်းလေးတွေပြောပြလာတာပဲဖြစ်ပါတယ် ဆိုတော့ဒီလိုကိစ္စတွေကတော့ခုနော်လူတွေတည်အတိုင်းပဲကျွန်တော်တို့ပြည်သူများကျွန်တော်တို့မိတ်ဆွေများအရန်ကိုဟမ်ဆိုရှယ်မီဒီယာအွန်လိုင်းတွေမှာပြည့်နှက်နေတဲ့သတင်းတွေပေါ့နော်နောက်၃ရက်ဆိုလို့ရှိရပေါ့နော်သူတို့သတင်းတွေနောက်လာမှာပေါ့နော်ဘလို့အဆုံးဖြတ်တဲ့အုံတဲ့တွေထဲပြီးတင်ဦးမလဲခိုးလို့ရစီရောပေါ့နော်သူသားရေသူမိမတွေကဖုံးပြောင်းနေလို့ပေါ့နော်သူရဲ့အချိန်မှာ data အချက်လက်တွေပေါ့အရေးကြီးတဲ့ဟာပါရင်လို့ဆိုပြီးတော့လဲရှာနေပါသေးတယ်နောက်တစ်ခါတော့သူဆရာပေါ့နော်သူတပည့်ကိုဆုံးမ order ပေးတော့တာလေးတွေ့ပါရင်နော် ဒီနောက်ဆုံးမှာတော့ကျွန်တော်တို့ဒီနော်စီလူဘုကိစ္စပေါ့နော်ဒီရှားလေးဒီညီမလေးရှင်းပြတာနောက်ဆက်မှာနောက်နောက်ဆက်တွဲတွေပေါ့နော်သူကြီးဘယ်လိုလာအောင်မလဲပေါ့နော်နောက်၃ရက်ဆိုစောင့်ကြည့်ဖူးလေးပဲလေကျွန်တော်ရေးဗီဒီယိုအမြန်ကိုဖိတ်ခေါ်လိုက်ရပါတယ်ဗျာ KD video ပေါ်မှာပေါ့နော်ကျွန်တော်ဗီဒီယိုအမြန်ဘယ်လိုမှတ်ရှာပြင်တယ်လေ